သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သတင်းချန်နယ်တွေကနေပြီးတော့ဒီကနေ့အော်တိုဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုလေးမစတင်မီမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။အခုပထမအဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကွန်ကရစ်မျိုးနဲ့အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ထဲချုံနိုင်ရန်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများနှင်းစင်ဖြစ်ပွားနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကင်းပြည်နယ်ကွန်ကရစ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ပြီးတော့ထိန်းချုပ်နိုင်မှုအတွက်အစမတ်စတက်ကအပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများနှေးစင်ဖြစ်ပွားနေကြောင်းဒေသရင်းစည်းတင်ရှင်မြက်ကပြောပါရယ်အော်တိုဘာလာပိုင်းမှစတင်ပြီးတော့အစမတ်စတက်ကကွန်ကရစ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ပြီးတော့ထိန်းချုပ်နိုင်မှုအတွက်စစ်မှုရန်တပ်သားတဲ့အမြောက်များအုံပြူကထိုးစစ်ဆင်တိုက်ခိုက်နေ၍နှေးစင်နေရာနှက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါရယ် အော်တိုဘာလ24ရက်နေ့နဲ့25ရက်နေ့မှာကောဂရဲမျိုးနယ်မြားတပင်တိုင်းရွာမှာအစံဘတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်မှထိခိုက်ဒိဆုံမှုများပြားတဲ့အတွက်ပြန်လည်ပြီးတော့ဆုတ်ခွာသွားကြောင်းသိရပါတယ်။အလားတူအော်တိုဘာလ26ရက်နေ့ကလည်းတီဘိုးဆန်ရွာနဲ့ကောဖန်ရွာကြားကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်လိုင်းရဲဘော်များကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထို့ပြင်ယင်းနှစ်မွန်လ2နိုင်9မိနစ်ခန့်တွင်လည်းတမိုင်ကုံရွာနှင့်ကော်နွန်ရွာဘက်၌တိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်တို့ပြင်နဘူးနန်းကော့တင်လမ်းခိုပိုင်မြပတိုင်ရင်ခွဲတောင်လမ်းမောင်းနဲ့အတမတ်စစ်တပ်ရဲ့နဘူးဒေသအခြေဆိုင်ခမာယငားလေးခွန်တပ်ရင်ငားလေးရှစ်တပ်ရင်ငားလေးကိုတပ်ရင်နဲ့ DKBA ပို့ပြီးအဖွဲ့ BJ ဖွဲ့တို့ကစစ်ကြောင်းထိုးနေကြောင်းသိရပါဗျာ။ အရိတပ်ပွဲများအတွင်းမှာအစံဘတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူရှာနဲ့ချီရှိပြီးတော့ထွက်ပြေးသူတွေနဲ့တော်လိုင်းတပ်ဖွဲ့များထံအလံဖြူထောင်သူများပါဝင် အရှင်ဖမ်းဆီးရမိသူများလက်နက်ချသူများလည်းရှိကြောင်းသိရပါတယ်။ကော့ဂရိတ်မှတနေ့ကို9နာရီလောက်ကတိုက်ပွဲတွေဖြစ်နေတာအာရှလက်နဲ့ဒေါနာတောင်လန်းဟောင်းကိုရအောင်တိုက်မှလက်အပြန်ပွဲမှာဆိုတော့စစ်ကွေးတွေကအသက်ကုန်မဲပြီးတော့ခြာနေတာတေရတော့မနေဘူးရာကနန်းဖြစ်နေပြီး ထွက်ပြေးတာတွေရောအလင်းဝင်တာတွေရောဒဏ်ရာနဲ့အရှင်မိတာရောလက်နက်ချတာရောရှိနေတယ်လို့ဒေတာရင်းစေးသတင်းရှင်းမြစ်ကပြောပါရယ်။အကြမ်းမစစ်တပ်ကကောဂရမျိုးနယ်တွင်ကိုစစ်ကူပုံနိုင်ရန်တမ20နှစ်ဗန်အန်ဘတ်မှ6ဘင်းကားလေးစီးနဲ့ဂျုံတိုးတို့စစ်ကူခရမ်းများပို့ဆောင်ထားကြောင်းထို့ပြင်မော်လမြိုင်ရာတာခါဘတ်မှလည်းကောဘင်းမွန်ရွာတို့စစ်ကား6စီးအင်အား100ခန့်ဖြည့်တင်ထားကြောင်းထို့ပြင် DKBA BGN နဲ့ PC ဘွဲ့အဝါစစ်တပ်ကလမ်းပြဖြစ်ခေါ်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခံနေကြောင်းသိရပါဗျ။ နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့လက်ရှိရရှိထားတဲ့စီးရက်စရေသဘောတူညီချက်မှာနောက်ဆုံးငြင်းချင်မဟုတ်ပဲစစ်မှန်သောငြင်းချင်ရရှိရန်ဝေးလံနေစေဟု MNDA စီးဥစည်းမှုချုပ်သတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတင်မှာလက်ရှိရရှိထားတဲ့ဆေးရဆိုင်သဘောတူညီချက်မှာအစင်းစင်းဆိုင်ရာရလာတစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းချင်းမဟုတ်ကြောင်းစစ်မှန်သောငင်းချင်းရရှိရာဝေးလံနေဆဲဖြစ်ကြောင်းကိုကန့်အထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MND ရဲ့စစ်ဦးစီးမှုချုပ်ဒုတိယဖို့ချုပ်ကြီး Mr. Van Dran ကတတိပေးပြောဆိုလိုက်ပါတယ် အော်တိုဘာ25ရက်နေ့ MND ရဲ့2025ခုနှစ်အပတ်စဉ်တခေတာများအလဲကျသင်တန်းစင်ပွဲမှာ၎င်းကသင်တန်းသားများနဲ့တက်မှုများကိုလက်ရှိအခြေအနေများကြောင့်ရှင်းလင်းပြောဆိုခြင်းမှာအထက်ပါတိုင်းသတိပေးပြောဆိုခြင်းဖြစ်ပါတယ်။ MNDA စေဦးစီးမှုချုပ်ကလက်ရှိရရှိထားတဲ့စီးရဲစဲသဘောတူညီချက်ကအစင်းဆိုင်ရာရှားလတ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးအေကန်ငင်းချင်ရင်မဟုတ်သေးသည်ကိုအားလုံးသိရှိရမည်ဖြစ်ကြောင်းစစ်မှန်သောငင်းချင်ရင်ကိုရရှိဖို့အတွက်လမ်းစဉ်မှာဝေးလံနေစေဖြစ်ကြောင်းတသားအားလုံးနေဖြင့်ပြက်ကွက်သည့်အတွေ့အခေါ်များကိုပြင်းပြင်းထန်ထန်ရှောင်ရှားကအမြဲတမ်းမြင်မာသောသတိပေးချက်နဲ့မဟာဗျူဟာကျသိရှိနားလည်မှုကိုထိန်းသိမ်းထားမည်ဖြစ်ကြောင်းသတိပေးပြောဆိုပါရစေ။ တဆယ်နှစ်ဆခုဆစ်စင်ရေလှုပ်ဆောင်ချက်မှစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းသောခီးလန်းကိုပြန်သုံးသပ်ရင်းနဲ့ယင်းရရှိထားတဲ့ဈေးရလဒ်များကမြေမတွက်နိုင်သောတပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးနဲ့အသက်ပေးလူကဲမှုများဖြင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းကိုကံရည်မှုအလုံးအနေနဲ့သမိုင်းကိုမှတ်မိရန်ရလဒ်များကိုတံမိုးထားရန်ရရှိပြီးသားဈေးရလဒ်များကိုဆက်လက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်ရန်ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်သောအသွင်ပြောင်းရန် MNDA စေဦးစီးချုပ်ကညွှန်ကြားထားပါသည် ထို့ပြင် MNDA မှဘိုးမူးချုပ် Mr. Lanty Runner ကလည်းတင်နန်းစင်းပွဲတွင်စီးရီးကော်မတီကိုစားလုပ်ငန်းတာဝန်ခွဲဝေချမှတ်ခြင်းမေကွန်းပြောကြားရင်းခေတာတင်နန်းကိုအထူးထေတာလုံခြုံရေးအခြေအနေရှုပ်ထွေးပြီးစက်တဲတဲ့အဓိကအချိန်အခါမှာကျင်းပခြင်းဖြစ်ကြောင်းရင်းမှစီးရီးကော်မတီကစီးရီးအခြေအနေချုပ်ငုံသုံးသပ်ကအနာဂတ်မဟာပြူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း တပ်တော်တွင်အနာဂတ်ရဲ့ရှုပ်ထွေးသောစစ်ပွဲများကိုရင်ဆိုင်နိုင်ပြီးခက်ခဲသောတပ်ပွဲများကိုရရင်စွာတိုက်ခိုက်နိုင်ကအောင်မွေးခန့်နိုင်သည့်အယုဂံအင်အားစုတရက်ကိုဖန်တီးရန်ယူရကြောင်းပြောကြားပါသည် ယနေ့အောက်တိုဘာလ29ရက်နေ့မှာ10029ဆစ်စင်ရည်ရဲ့နှစ်နှစ်မြောက်ဖြစ်ပြီးတော့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင် AA MND နဲ့ TNL တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမဲညီနောင်သုံးဘွဲ့ကရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်စစ်ကောင်စီတပ်စခန်းများတိုင်းစစ်ဌာနချုပ်များမြို့များတရင်တပ်ဖွဲ့များကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ တဆယ်နှစ်ဆက်ကွန်ဆင်းစင်ရဲ့အမြင့်ဆုံးအောင်မြင်မှုမှာ2024ခုနှစ်ဩဂုတ်လ3ရက်နေ့တွင် အကြမ်းတ်စစ်တပ်ရဲ့လာရှိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND နဲ့တပ်ပေါင်းစုမဟာမိတ်များကအပြည့်ဝသိမ့်ပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပါတယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ထံသို့မြမအရေးကူညီပေးရန်ဂျပန်ရောက်မြန်မာများကအိတ်ဖွင့်ပေးစာပေးပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ထံသို့မြမအရေးအကူအညီပေးပါရန်တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံမှတက်ဆက်အောက်တိုဘာ22ရက်နေ့မှာအမေရိကန်အစိုးရထံသို့ပေးပို့ခဲ့ကြောင်းဂျပန်ရောက်မြန်မာနိုင်ငံသားများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောပါရယ်။ယနေ့အောက်တိုဘာလ29ရက်နေ့မှာအမေရိကန်သမ္မတမှဂျပန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းအမေရိကန်သမ္မတအနေနဲ့အကြမ်းမတ်ကောင်းဆောင်မရောက်နိုင်လက်ထက်ကြီးမားကျယ်ပြန့်နေတဲ့အွန်လိုင်းကြားဖြတ်ငွေလိမ်ကိုင်းများမူရင်းစေဝါတင်ပို့ဖြန့်ချီ င်မှုလူကုန်ကူးမှုများနဲ့ပတ်သက်ပြီးတော့အရေးယူမှုပေးရန်တောင်းဆိုထားပါတယ် အတမအာနာသိမြောင်းလိုင်းတို့ဆေယိုဆုလက်ထံမှာတိုးပွားများပြားလာတဲ့ကြားဖြန်မူရင်စေဝါတင်ပို့ဖြန့်ချီမှုလူကုန်ကူးမှုတွေကအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုတိုက်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက်ထရန်ဆိုးရအနေနဲ့အရေးယူမှုလှုံ့ဆော်ဖို့မြန်မာပြည်သူတွေဘက်မှရည်တည်ပေးမယ်လို့မျှော်လင့်ပါတယ်။ဒီပြင်အနီချင်းတရုတ်နိုင်ငံရဲ့ဗန်တောင်သဘောတူညီချက်ချုပ်ဖောက်ပြီးမြန်မာရေဝင်ရောက်ဆွဖက်က တော်လိုင်းအင်အားစုများအားအလွန်ကြုံပြီးအားပေးနေမှုအတမစစ်တပ်ပေါ်ထောက်ခံအားပေးကူညီနေမှုတွေကိုရပ်တန့်သွားဖို့အတွက်ထရန်ဆိုးရအနေနဲ့ အတိုင်းအတာတစ်ခုထိလှုပ်ပေးဖို့မျှော်လင့်ပါတယ်ဟုအိပ်ဖွင့်ပေးစာပေးပို့ရမှာပါဝင်ခဲ့တဲ့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပါရယ်အမေရိကန်သမရထံသို့ပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရက်အကုန်လုံးကိုရှင်းလင်းပြသထားပြီးအမေရိကန်နေနဲ့အန်ယူဂျီအစိုးရကိုအတိအမှတ်ပြုရန်ဒေါ်ဆန်းစုကြည်သမရဦးဝင်းမြင့်ပါဝင်နိုင်ငံရဲ့အကျဉ်းသားလွတ်မြောက်ရေးအကူအညီပေးရန်မြန်မာစိုးရိမ်စုပေါ်ပုံမပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုများချမှတ်ရန် ်မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ကျူးလွန်မှုများအတွက် ICC တရားရုံးပါဝင်နိုင်ငံတကာဥပဒေများနဲ့အရေးယူနိုင်ရေးထောက်ပံ့အကူအညီပေးရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်မြန်မာနိုင်ငံသို့စေရေးဆိုင်ရာအကူအညီများမရောရှိစေရေးပါဝင်ဒေတာရင်းလုံခြုံရေးကိုတိုးမြှင့်ရန်မြန်မာပေါ်တရုတ်နိုင်ငံရဲ့ဖိအားကိုတားဆီးပေးရန်တို့ပါဝင်ပါသည် နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ရေမောလမြိုင်ကားလန်နှင်းဆုံရအဝင်ရှိစစ်တပ်လောက်ကန် TKPA gate ကိုရေဘလူးဘွန်းကဝင်ရောက်ပစ်ခတ်မှု TKPA ဘက်မှထိခိုက်ဒေဆုံမှုများရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်ပြည်နယ်ရေမောလမြိုင်ကားလန်းနဲ့နှင်းဆုံရွာအဝင်ရှိစစ်တလောက်ခံ DKPA ဂိတ်ကိုရေဘလူးဘွဲကဝင်ရောက်ပစ်ခတ်ခဲ့ရာ DKPA ဘက်မှထိခိုက်ဒေဆုံမှုများရှိနိုင်ကြောင်းရေဘလူးတပ်ဖွဲ့ကောင်းဆောင်တရင်မှုရေဘလူးကပြောကြားပါရယ် အော်တိုဝါ၂၉ရက်နေ့မှာရေဘလူးဘွဲက DKBA ဂိတ်ကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဂိတ်ရဲ့ဂိတ်မူးသိမ်းတံလက်ပြတ်ထွက်သွားကြောင်းသိရပါဗျ။ဟုတ်တယ်တိတ်ဆုံးမှုကတော့များတယ်ဂိမ်းမာနေတဲ့သူတွေရဲ့အမျိုးသမီးတွေပါသေးတယ်ဂိမ်းမူးသိန်းတန်ကလက်ပြတ်သွားတယ်ဂျန်နဲ့ငွေကောက်ခံသူတွေလည်းအများကြီးသေးတယ်လို့ရေဘလူးတက်ဖွဲ့ရဲ့တရင်မှုကပြောကြားပါဗျာ တိုက်ခိုက်မှုတွေမှာရွေးဘလူးတပ်ဖွဲ့ဝင်တူလက်မောင်းထိမှန်ခဲ့ပြီးတော့မစိုးရင်ရာကြောင်းအစိုးရတိုက်ခိုက်မှုပြီးမော့ကနင်တရား၆တပ်မှလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စောမျိုးနဲ့ရင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တူကိုမရင်းကျင့်ပြီးတက်ပြက်အလောင်းဖြောက်တဲ့မင်းမင်းဆိုးကိုအန်ယူဂျီပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရရှိပြည်သူများကဒေရန်အဖြစ်ပေးရန်ခြိတက်တောင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစောမျိုးနယ်တွင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တို့ကိုမရင်းကျင့်ပြီးအလောင်းဖျောက်သည့်အမျိုးသားတို့ကို UNGP ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရရှိကြောင်းဒေသတရင်ရှင်မြေရောလင်းနှမကိုအောင်ကြီးကပြောဆိုပါရယ် ဆုံးမျိုးတွင်အသက်22နှစ်အရွယ်အမျိုးသားတို့ကတနှစ်အတွင်းအသက်မပြည့်သေးတဲ့မိန်းကလေးနှုတ်ကိုမရင်ချင်းခဲ့ပြီးတော့မိန်းကလေးငယ်တူကိုတက်ဖြတ်ကအလောင်းဖြောက်ခဲ့ကြောင်းအော်တိုမာ21ရက်နေ့ကဆုံးမျိုးသရူရရနာရက်ကွက်မှနေထိုင်တဲ့အသက်23နှစ်အရွယ်မိန်းကလေးတူကိုမိသားစုများနဲ့ရင်းနှီးတဲ့အသက်22နှစ်အရွယ်မင်းမင်းဆိုကနေအိမ်မှခေါ်ထုတ်သွားခဲ့ကြောင်းရင်းနောက်မိန်းကလေးငယ်မှာပြောင်းဆုံသွားသဖြင့်လိုက်လံပြီးတော့ရှာဖွေရမှာအော်တိုဘာလ25ရက်နေ့မှာမရင်ချင်းတက်ဖြတ်ခံထားရသောပုပ်ပွားနေတဲ့ရုပ်လောင်းကိုဆုံးမျိုး ဆေးရုံဝင်တွင်ရှိအခန်းတစ်ခုမှပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါဗျ။ထို့ကြောင့်စောမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမရင်းကျင်းလူတက်တဲ့ကျူးလွန်သူတရားခံကိုလိုက်လံရှာဖွေရမှာမင်းမင်းစိုးကိုစောမျိုးနယ်တွင်မှဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူမင်းမင်းစိုးကိုယ်တိုင်ကလည်းအဇဝါမင်းကလင်းအားတပ်ဖြတ်ကအလောင်းဖြောက်ဖြတ်ခဲ့တယ်လို့ဝန်ခံထွက်ဆိုထားကြောင်းသိရပါဗျ။ ဒီကောင်ကပထမဆုံးဖြစ်စဉ်အမှုတစ်ခုရှိတယ်။ဒီလိုပဲအသက်မပြည့်သေးတဲ့မိန်းကလေးတယောက်ကိုဖျားယောင်းသွေးဆောင်ပြီးတော့မှကာမလိတ်လေရောက်မှုဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။အဲဒီမှုနဲ့တိုင်ထားလို့ဖမ်းဆီးထားတာ။အဲ့လိုဖမ်းဆီးထားတဲ့ချိန်မှာထွက်ပြေးလွတ်မြောက်သွားပြီးတာ။အဲ့လိုလွတ်မြောက်သွားပြီးတော့အခုလက်ရှိဒုတိယအမှုကိုထပ်ပြီးတော့ကျူးလွန်တာ။အခုဒုတိယအမှုကတော့လူသက်မှုရဲ့မရင်းကျစ်မှုရဲ့ပါတွဲပြီးတော့ပါလာတာ။ဒါကကနဦးစစ်စေချက်အရပဲရှိသေးတယ်လို့ရောလင်းနှမကိုအောင်ကြီးကပြောပါရတယ်။ ပထမကြိမ်မရေမှုကျွလွန်တဲ့အမှုမှာ2025ခုနှစ်ဇွန်လပိုင်းတွင်မှဖြစ်ပွားခဲ့တာဖြစ်ပြီးတော့မိဘများကိုယ်တိုင်တိုင်ကျပ်ဖွင့်ခဲ့ကြောင်းသိရပါဗျ။လရှိမှာလူသက်မရင်းချင်းတဲ့တရားခံမင်းမင်းဆို NUG အစိုးရစောမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာကဖမ်းဆီးစစ်ဆေးနေပြီးတော့အတမပြည့်သေးတဲ့မိန်ကလေးငယ်တွေကိုအကြိမ်ကြိမ်မရင်းမှုကျူးလွန်ခဲ့တဲ့မင်းမင်းဆိုကိုတည်ရန်ပေးဖို့အတွက်ဒေသနေပြည်သူများကစာနာထုတ်ဖော်ကတောင်းဆိုလျက်ရှိနေကြောင်းသိရပါဗျာ။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရမန္တလေးလမ်းပိုင်းမှာပြစ်ခတ်မှုဖြစ်ပြီးကားတွေပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမန္တလေးလမ်းမိုက်မှာဒီကနေ့အော်တိုဘာလ29ရက်နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခီးသွားရေးနေနှစ်နာရီကျော်ကြာပိတ်မိနေခဲ့ပါတယ် ဒီကနေ့နေ့နဲ့12နာရီခန့်ကမုံရမနေ့လေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မအူစစ်စေးဂိတ်ကြီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်တကလက်နက်ကြီးနဲ့ပါပြစ်ခတ်နေကြောင်းဒါကြောင့်မုံရမနေ့လေးလမ်းပေါ်ကမအူရွာနဲ့မြင်းနေရွာကြားလမ်းမိုင်းကိုအသုံးပြုလို့အစမပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါရယ်။ရန်တမ်းပြီးတော့ပြစ်ခတ်တာတွေရှိတယ်။လမ်းကျောပိတ်ဆို့ထားတာက2နာရီဝန်းကျင်ခန့်ရှိနေပြီလို့သိရပါရယ်ဟုဒေသခံတူကပြောပါရယ်။ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ရေးအဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။မအူရွာစစ်ကော ောင်စီကိစ္စကံကိုမုံရွာမျိုးပေါ်နဲ့အနောက်မြောက်တိုင်းစစ်တနာချုပ်ကစစ်ကောင်စီတပ်ကအေစီကားရင်းနယ်ပြင်တံပြားကထားတဲ့ကားရင်းနယ်မှာအင်အားပြင်းနဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကခီးသွားပြည်သူတွေကိုလူသားတိုင်းလို့တာမိုင်းဆင်းရှာခိုင်းတာတွေပြုလုပ်လို့ရှိတာကြောင့်ပြည်သူတွေတရိပ်ပြုတ်သွားလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကတရိပ်ပေးထားပါရယ်နောက်တစ်ချက်ပြီးတော့တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ ရန်ကုန်အရှေ့တကုံမှကုမ္ပဏီဝန်ထမ်းတူကိုညနေအချိန်လူလေးဦးကအတ္တမပေါ်တာဆွဲပြီးတော့ကားပေါ်ခေါ်သွား။နောက်ထပ်လူငယ်တူကိုလည်းလမ်းမှာထပ်မံပြီးတော့ပေါ်တာဆွဲကားပေါ်တင်ဆက်မှာနှစ်ယောက်ပေါင်းခုခံပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအရှေ့တကုံမြို့နယ်တွင်းမှာနေထိုင်တဲ့ကုမ္ပဏီဝန်ထမ်းတို့ကိုညနေချိန်လူလေးဦးကကားနဲ့အတင်းအတမပေါ်တာဆွဲခေါ်သွားပြီးတော့အဆိုပါကုမ္ပဏီဝန်ထမ်းမှာကားပေါ်မှာပြန်လည်ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာ24ရက်တောင်းကြနဲ့ညနေချိန်မှာကုမ္ပဏီဝန်ထမ်းဖြစ်သူကိုထွေးအမီလွဲကသူ့ရဲ့တူဖြစ်သူနဲ့တူအရှိတကုံမျိုးနဲ့တွင်ဈေးဝယ်ထွက်စဉ်ရက်ွက်တွင်လူပြတ်တဲ့နေရာရောက်ကားတစ်စီးကရှေ့ရပိတ်ရကမင်းမြန်ရန်ရှိရမို့လို့ကားပေါ်တရံပြောဆိုခဲ့တယ်လို့သိရပါတယ်ကိုထွေးနဲ့တူတူပါလာတဲ့တူဖြစ်သူကိုအိမ်ပြန်ရန်အဆိုပါလူလေးဦးကဆေးလုတ်ခဲ့ပြီးတော့ကိုထွေးကိုလည်းဘာမှမကြောက်ရန်စိတ်မင်းစရာရှိလို့သာအခုကဲတော့ခေါ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါဗျ။ အဲ့နောက်မှကားပေါ်မှာကိုထွေးရဲ့အသက် အလောက်ကိုင်းနဲ့ကျမ်းမာရဲ့အခြေအနေတွေကိုမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ဖုန်းနဲ့လည်း၎င်းတို့ရဲ့အကြိကပြည့်ဟန်တူတူကိုလှန်ဆက်ကသတင်းပို့တာတွေလုပ်ခဲ့တယ်လို့ကိုထွေးအမြင့်လွှဲနဲ့နှီးဆက်သူတို့က BBM ကိုပြောပါရတယ်။ ရက်ကွက်ထိတ်မှရင်ဈေးသွားဝယ်နေအဖမ်းခံလိုက်ရတာအဲ့ဒါကားပေါ်ရောက်တော့လဲနံပါတ်ရီအသက်တွေမေးပြီးတော့ကိုထွေးကျ40နာကတ်နေပြီဆိုတော့သူတို့ကအရင်ကြီးတဲ့ထဲတော့မပါဘူးထင်တယ်အဲ့ဒါသူတို့ထက်ကိုလည်းဖုန်းနဲ့လှမ်းဆက်ပြီးတော့သတင်းတွေဇက်တိုက်ပို့နေတယ်လို့ပြောတယ်ဒါ့အပြင်အဆိုပါလူလေးဦးကကားပေါ်မှာရင်နောက်ထပ်လူငယ်တယောက်ကိုဖမ်းခေါ်ရန်သူတို့ချင်းချင်းတိုင်ပင်ဆွေးနွေးပြီးတော့လူပြတ်တဲ့နေရာတွေမှာလမ်းသွားလမ်းလာတွေကိုလိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျာ ။အဲနောက်အလုံးမပြန်လာတဲ့လူငယ်တို့ကိုလည်းကိုထွေးကဲ့သို့ကားဖြင့်ပရက်ကဆမီးရန်ရှိရဆိုပြီးပြောဆိုကကားပေါ်အတင်းဆွဲခေါ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကိုထွေးအမိလွဲကြတော့သူတို့ကသဘောမကျတော့နောက်ထပ်တယောက်ငငယ်ရွယ်ရဲကထပ်ပြီးတော့ဖမ်းဖို့လုံးမှာပေါ့။အဲဒါအလုံးကပြန်လာတဲ့လူငယ်တယောက်ကိုကားပေါ်အတင်းချက်ဆွဲခေါ်ပြီးတော့ကိုထွေးတို့ကလိုပဲဖမ်းနေပြောတယ်။ထိုစဉ်ကိုထွေးမှကားပေါ်မှာအဆိုပါလူလေးဦးကိုတွန်းချကကိုထွေးနဲ့အဆိုပါလူငယ်တို့ပူပေါင်းပြီးခုခံပြီးနောက်ထွက်ပြေးကလွတ်မြောက်ခဲ့တယ်လို့သိရပါဗျ။ အဲ့လိုဖမ်းတဲ့အချိန်မှာရှုပ်ရှက်ခတ်နေတော့ကိုထွေးလဲကောင်းပေါ်ကနေအတင်းတွန်းချပြီးတော့ဟိုလူငယ်ကိုဝိုင်းကူထိုးချိတ်ပြီးသူတို့နှစ်ယောက်လုံးထွက်ပြေးခဲ့တာလွတ်တာတော့နှစ်ယောက်လုံးလွတ်လာပါတယ်လို့ကိုထွေးနဲ့နှီးဆက်သူမှဆက်ပြီးတော့ပြောပါတယ်အစမှပြည်စင်တွင်၎င်းတို့ကိုဖန်စီပေါ်တာဆွဲတဲ့သူတွေကယူနီဖောင်းတိကျဝတ်ဆင်ထားတာမရှိတာမို့စစ်တပ်ဘက်ကလို့တရက်သေးပြောလို့မရပါပဲစစ်တပ်အတိုင်းဝိုင်းဒါမှမဟုတ်စစ်တပ်လက်အောက်ခံရဲပြူစောထီတို့ကပြုလုပ်တာဖြစ်နိုင်တယ်လို့လည်းပြောဆိုပါရတယ် ရန်ကုန်တွင်အရှိတကုံဘတ်သားမကအခြားမြို့နယ်တွေမှာလည်းမကြာခဏလူပြောက်တာနဲ့ပေါ်တာဆွဲခရရာတွေရှိတာမို့လို့ပြည်သူတွေအနေနဲ့အပြင်ထွက်သွားလာရမှာအတူကယူဆိုင်သွားလာနေရတယ်လို့ BBM မှစုံစမ်းသိရှိရပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တရင်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။နောက်ထပ်ပြည်တွင်းပြည်ပတရင်တော်လှန်ရေးဘတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖြာရှင်လန်းချမ်းမြေ့ကြပါစေရှင်။